ဝေတိုက်တော့မယ်မုံတိုင်းနဲ့ပတ်သက်ပြီးမလို့သားပညာရှင်ဝေးနိုင်ကရေပေါ်သတိပေးလာပါပြီအထူးသဖြင့်တော့အမေရိကန်မှာမိုးရွာပြီးတော့ရေတွေကြီးလာနိုင်တာဖြစ်တဲ့အတွက်ဂလီနန်သစ်ဒေတာရီစီကပြည်သူတွေအထူး view ဆိုင်မှာရပါမယ်ဝေးနိုင်ကအိန္ဒိယမိုးလေဝသဌာနပြီးတော့ ECWF မော်ရယ်ကျိုးတဲ့ခမ်းမချက်အရာတွေအေဘီလာ၁၇ရက်နေ့ည၁၀နိုင်ခန့်မှာဝေမတ် LBA ဟာစစ်တွေနောက်ဘက်၁၃၀မိုင်ခန့်အထိရောက်လာနိုင်တာကြောင့်အဲ့ဒီလေးဖီအာဒီရှာဝင်ရင်ညဘက်က ်ရမနီငယ်မှာနေရာအနက်မိုးရွာနိုင်ပြီးနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အခြေအနေရှိနေတယ်ဆိုဆိုထားတာလေးဖြစ်ပါရယ်ရခိုင်ကမ်းရိုးတန်းသျှောက်နေ AR တိုင်းနောက်ပိတ်ကမ်းရိုးတန်းဒေသတွေမှာလေပြင်းမှုနိုင်ထန်နိုင်ပါရယ်ရမနီငယ်လေပိုင်းကငလင်တန်းတဲ့ဒေသတွေမှာတော့အေဘီလာဆက်တရင်နေညာဆိုင်တိုင်းမှာနောက်နစလင်းနိုင်တွေမိုးများနိုင်ပါပြီရွာသွန်းနိုင်တဲ့မိုးရေကြီးနစလင်းနိုင်တွေ60မီလီမီတာနဲ့တမ36လက်မအထိရွာတဲ့ချောင်းတီးရပါရယ်ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်တွေ ။မြောက်ဝင်းနေမင်းပြဒေသတွေမှာလေးအီမီလာစသီရင်ညာဆန်နိုင်မှာနောက်24နာရီတွင်မိုးများနိုင်ပါမည်။ရွာသွန်းနိုင်တဲ့မိုးရေချိန်ကတော့30ခန့်မီလီမီတာတိတသမ6လေးထိရွာသွန်းနိုင်ပါရဲ့။ရောင်တိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအပြင်ချန်ပီယံတိုင်းဒေသတွေမှာလေးမိုးအနှဲငယ်မှာမိုးကြီးနိုင်ပြီးတော့မိုးသိမ်များလမ်းကြောင်းနဲ့ထက်တူကျတိုက်ဆိုင်ရင်တော့နေရာကွက်ပြီးမိုးများနိုင်မှာဖြစ်ပြီးလီပင်ကျနေတဲ့အခြေအနေတွေဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်သူတွေ view site ကြဖို့ကိုဝေးနေကဆိုထားတာဖြစ်ပါတယ်သူတပြတော့ဒလီတန်တဲ့ဒေတာတွေဖြစ်တဲ့ sky တိုင်းမန္တလေးတိုင်းမှာအထူးသတိထားဖို့ကို Google ကနေဂျိုးတင်ပြည့်စင်ကြဖို့ကိုပညာရှင်ဝေးနေကပြည်သူတွေကိုအရေးပေါ်ပြီးအသိပေးလာခဲ့တာဖြစ်ပါတယ်ဗျာဒါကြောင့်ပြည်သူတွေ Google ကနေဂျိုးတင်ပြည့်စင်ကြပါနော်